ဆင်မဒီနေ့တင်မဲ့သင်ခန်းစာတော့ဧကတသမတန်တမိုင်းအခန်း၈မြမရှိရိုးစင်လာအုတ်ချုပ်ရေးအကြောင်းကိုသင်ကြားပြသပေးမှာဖြစ်ပါတယ်ဒုတိယပိုင်းဖြစ်တဲ့အဝေးမြို့နယ်အုတ်ချုပ်ရေးအခွန်အကောင်းနဲ့ကာကွယ်ရေးဆိုတဲ့အပိုင်း၃ပိုင်းကိုဆက်လက်ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်ဝင်းမြင့်တဲ့အုတ်ချုပ်ရည်ရွေချက်ကတော့ကုန်းမောင်ခေ ဝင်းမြို့နယ်အုပ်ချုပ်ရေးနဲ့မြို့သားရွာသားတဲ့အကြောင်းတွေကိုလေ့လာသိရှိစေဖို့မြို့ရွာအုပ်ချုပ်ရေးနဲ့စစ်ကဲရေဝန်တို့အကြောင်းကို လေ့လာသိရှိစေဖို့အဝင်းမြို့ရွာနယ်ပယ်များနဲ့အုပ်ချုပ်ရတဲ့မြို့ထဲများအကြောင်းကိုလေ့လာသိရှိစေဖို့နဲ့အဝင်းမြို့နယ်အုပ်ချုပ်ရေးရဲ့တက်ရုံများအကြောင်းကိုလေ့လာသိရှိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တင်ကြားပြသပေးမှာဖြစ်ပါတယ်။ကုန်းမောင်ခေမှာဘို့အစိုးရလက်အောက်မှာမြို့ရွာတွေကိုစီရင်အုပ်ချုပ်ရတဲ့နယ်ပယ်အုပ်ချုပ်ရေးရှိတယ်။အဲ့လိုနယ်ပယ်အုပ်ချုပ်ရေးကိုလေ့လာကြည့်မယ်ဆိုရင်မြို့တွေကိုမြို့ဝန်မြို့အုပ်မြို့တကြီးနဲ့ပြည်စိုးတွေအကြီးကျက်တယ် ရမျိုးစတဲ့နေရာမှာမြို့ကြီးနဲ့မြို့ငယ်ဆိုပြီးနှစ်မျိုးရှိမယ်။မြို့ကြီးတွေကိုမြို့ဝန်ကအုပ်ချုပ်ပြီးတော့မြို့ငယ်တွေကိုမြို့အုပ်မြို့သကြီးနဲ့ပြည်စိုးတွေကအုပ်ချုပ်ကြတယ်။ရစီရဲအချက်ချာကြတဲ့မြို့မှာကြတော့စစ်ကင်းနဲ့နှက်ခန်တော်တွေကိုခံထားတယ်။အရေးပါတဲ့ပင်လယ်စေကမ်းမြို့တွေမှာတော့မြို့ဝန်ကိုကူညီဆောင်ရွက်ဖို့အတွက်ရေဝန်စစ်ကင်းနဲ့နှက်ခန်တော်တွေကိုခံထားပေးပါတယ်။အဲ့တော့မြို့ရွာတွေက မျိုးစားရွာစားတွေရဲ့ကြီးကြပ်ကိုကဲမှုအောင်မှာရှိပြီးတော့မျိုးစားရွာစားဆိုတာကမိညီမင်းသားတွေမင်းသမီးတွေဝန်ကြီးဝန်ထောင်အတွင်းဝင်တွေပဲဖြစ်ပါတယ်အဲ့တော့သူတို့ကိုလာခရိတ်ခါအဖြစ်မျိုးရွာတွေကိုအပိုင်စားရတဲ့အတွက်ကြောင့်သူတို့မျိုးစားရွာစားတွေသူတို့တွေရဖြစ်သွားကြပါတယ် အဲ့တော့မင်းညီမင်းသားတွေကိုခေါ်တဲ့အခါမှာသူတို့ကိုဘွဲ့နာမည်နဲ့မခေါ်တော့ဘဲနဲ့သူတို့အပိုင်စားရတဲ့မျိုးနဲ့တွေ့ပြီးတော့ခေါ်ကြတယ်။ဥပမာဆိုရင်ဟိုဗဒုံကိုအုပ်ချုပ်ရတော့ဗဒုံမင်း၊တီဘောကိုအုပ်ချုပ်ရတော့တီဘောမင်း။အဲမင်းတို့မျိုးကိုအုပ်ချုပ်ရတော့မင်းတို့မင်းစသည်ဖြစ်ပေါ့နော်။အဲအဲ့ဒီလိုမျိုးလေးအဲသူတို့အပိုင်စားရတဲ့မျိုးလေးနဲ့တွေ့ပြီးတော့ရှင်တွေခေါ်ကြတယ်။အဲ့တော့မျိုးရတွေကိုတောင်ရင်အုပ်ချုပ်ကြတဲ့သူတွေကမျိုးဝမျိုးအုပ်မျိုးတကြီးတွေဖြစ်တယ်။အဲ့တော့သူတို့အုပ်ချုပ်ရတဲ့မျိုးရဲ့ ညဦးပြပြရေးတရားစီရင်ရေးနဲ့အခွန်တော်ကောက်ခံရေးတွေကိုသူတို့ကတာဝန်ကြားတယ်။မြို့သကြီးရကြတော့မြို့ဝန်နဲ့ဒေသခံပြည်သူတွေအကြားဆက်သွယ်ပေးရတဲ့သူဖြစ်ပြီးတော့မြို့နယ်အုပ်ချုပ်ရေးတစ်ခုလုံးရဲ့ကြော်ယူလည်းဖြစ်တယ်။ရွာကြီးတွေကိုရွာတကြီးတွေကစီရင်အုပ်ချုပ်တယ်။ရွာငယ်တွေမှာမြေတိုင်းနဲ့ကြီးတိုင်းတွေကအုပ်ချုပ်တယ်။ရွာတကြီးတွေရဲ့အောက်မှာကျတော့ရွာကောင်းနဲ့စေအိမ်ကောင်းတွေရှိမယ်။ မြေတိုင်းရပါလဲဆိုတော့ရက်ရွာကိုစင်အုပ်ချုပ်ပြီးတော့မြေခွန်တော်ကောက်ခံဖို့အတွက်အဓိကတာဝန်ရှိတဲ့အကြီးအကဲမြေခွန်နဲ့ပတ်သက်ပြီးအဓိကကောက်ရတဲ့အကြီးအကဲဒါကကြတော့မြေတိုင်းပေါ့နော်နောက်တစ်ခုကကြေးတိုင်း ကြေးတန်ရပါလဲဆိုရင် အခွန်အခကြေးဝန်ဆောင်မှုအခွန်အခကြေးငွေတွေကိုတတ်မှတ်တယ်ပြီးရင်အခွန်အခတတ်မှတ်တာတွေကိုစီးကျက်တယ်နောက်မြေးအမျိုးအစားခွဲကြတနည်းအားဖြင့်ဒါကတော့လေယာမြေဒါကတော့အင်းမြေဒါကတော့အဲအိုင်မြေပေါ့အစတရားကြီးအဲ့ဒီလိုတတ်မှတ်ပြီးတော့မှအခွန်နှုံးကိုပြန်တတ်မှတ်ဖို့အတွက်မြေးအမျိုးအစားအပိုင်းခြားကိုတတ်မှတ်ခြင်းဟာကြေးတန်လို့ခေါ်ပါတယ်စစ်ကဲကိုကြတော့မြို့ဝန်နဲ့တွဲဖက်ခံထားတယ် ဗမောဟန္တာဝတီမௌဒမရန်ကုန်ဒညဝတီမေဃဝတီဓာရဝတီရမဝတီမမြို့တွေမှာဆိုရင်စစ်ကဲတွေခန်းထားတယ်အဲ့ဒီစစ်ကဲရဆိုရင်ဒေသတစ်ခုမှာပြဿနာတွေဖြစ်ခဲ့မယ်ဆိုရင်အထူးစုံစမ်းရတယ်စုံစမ်းပြီးတော့ယာဇဝဲမှုတွေကိုစီရင်ပိုင်ခွင့်ရှိတယ်အဲ့ဒါအပြင်ယာဇဝဲမှုကင်းတဲ့ဆိုင်ရဲ့နယ်မြေလုံခြုံရေးကိုလည်းအဲ့ဒီစစ်ကဲရပဲခရူးဆိုင်ကုတ်ခဲ့ရတယ်နောက်ရေဝံရေဝံကိုကြတော့ဘယ်နေရာမှာခန်းထားလဲဆိုရင်စိတ်ကန်းရှိတဲ့မြို့မှာပဲခန်းထားတယ် အဲ့ဒီရေဝုံကပင်လယ်ရခြားနေဝင်ရောက်လာတဲ့ကုန်တဲ့တွေနဲ့စိတ်ကန်းဝင်ချင်ရနေပြီးတော့မှုကင်းဆိုင်ရာတွေကိုကြီးကြပ်ရတယ်။အဲ့တော့အကောက်ဝုံကိုကြတော့ကုန်းချောင်းခရီးနဲ့သွားလာရတဲ့အချက်အချာမျိုးတွေမှာခံထားတဲ့ရွှေခုံမှုငွေခုံမှုတွေရှိတယ်။နေပြည်တော်နဲ့အလန့်ကွာတဲ့မိုးကောင်မိုးညင်းဗမောကလေးသိန်းဒီတီဘောညောင်ရွှေမိုးနဲ့ကျိုင်းတုံအဲ့ဒီဒေသတွေရကြတော့အဝေးမြို့ရအနယ်ပယ်တွေပေါ့နော်။အဲ့ဒီနယ်ပယ်တွေကိုကြတော့စော်ဝါ ညိုစာဒေါ်ဗျာကျမိုင်းဟိထမုံကြော့စတဲ့အမှုထမ်းတွေကအုပ်ချုပ်တယ်အဲ့ဒီမှာစော်ဝါးနဲ့ဒေါ်ဗျာတွေကသူတို့ရဲ့နေကိုလွတ်လပ်စွာအုပ်ချုပ်ခွင့်ရတဲ့အတွက်နှစ်စဉ်နေပြီးတော့ကိုကတော်လက်ဆောင်ဆက်တာကြတယ် ်ရဆော်ဝါတွေဟာတပြည်လုံးနဲ့တက်ဆိုင်တဲ့တရားဥပဒေကိုနာခံရတဲ့အပြင်ရှမ်းပြည်နယ်နဲ့ပတ်သက်တဲ့ဥပဒေစီမံစည်းကမ်းတွေကိုလည်းနာခံကြရပါတယ်အဲ့မှာဆော်ဝါတူဟာဘယင်ရဲ့ဗိသိက်ခံယူတဲ့အခမ်းအနားကိုတက်ရောက်ရမယ်စည်ရေးကြုံတဲ့အခါမှာဘယင်စစ်ချီယာကိုလိုက်ပါရမယ်လက်နက်နဲ့လူသူစုဆောင်းပေးရတယ်ဒါတွေအားဆိုရင်ဆော်ဝါတယောက်ရဲ့တာဝန်လေးပေါ့နော်အဲ့ဒီဆော်ဝါရဲ့ယာတို့ကိုကြတော့ရိုးရာအရာဆက်ခံနိုင်တဲ့ယာတို့ဖြစ်တယ်မြမဘီရင်တွေကစော်ဘွားတွေကိုဒေသန္တရအုပ်ချုပ်ရေးမှလွတ်လပ်ခွင့်ပေးထားပေမဲ့သူတို့အထက်မှာ ဘုံမှုနဲ့စစ်ကဲတွေခံထားတယ်။ဘုံမှုအဖြစ်ရကြတော့ဘယ်သူတွေလဲဆိုတော့မင်းညီမင်းသားဒါမှမဟုတ်ဝင်ကြီးဝင်ထောက်တွေကိုခံတယ်။စော်ဝါတွေရဲ့အုပ်ချုပ်မှုကိုစောင့်ကြည့်စေဖို့အတွက်ဘုံမှုမင်းသားတွေရဲ့ကုတ်ခဲတဲ့တက်ယုံနေလည်းရှိပါတယ်။အဲ့မှာမှာရှမ်းပြည်နယ်မှာဆိုရင်တက်ယုံသုံးရက်ရှိတယ်။အဲ့ဒီတက်ယုံသုံးရက်ကဘာတွေလဲဆိုရင်တိန်းဒီတက်ယုံ၊မိုးနဲ့တက်ယုံနဲ့မိုးပြက်တက်ယုံရှိတယ်။အဲ့ဒီတက်ယုံသုံးရက်ထဲမှာမိုးနဲ့တက်ယုံကတော့အချုပ်။ကြံတဲ့တိန်းဒီနဲ့မိုးပြက်တက်ယုံကတော့ဌာနခွဲဖြစ်ပါတယ်။ ဗိုလ်မှူးမင်းသားတွေကစစ်ကဲတော်ကြီးစစ်ကဲလက်ထောင်တက်စစ်ကဲတက်နာခံတက်ရည်စတဲ့အမှုထမ်းနေနဲ့ကိုကဲအုပ်ချုပ်တဲ့နေပြည်တော်ထုတ်ပြန်တဲ့ကြေညာချက်တွေအမိန့်တော်တွေကိုတက်ရုံကနေတက်ဆင့်ဆော်ဝါးတွေလက်နာကျင်သုံးစီဖို့အတွက်ပြပူပါတယ်။အဲဒီမှာချင်း၊ကချင်း၊ကရင်ဒေသတွေမှာဆိုရင် တောင်စာ၊တောင်အုပ်၊နေအုပ်တွေကအုပ်ချုပ်တယ်။တောင်စာတွေကိုဘယ်သူကခံလဲဆိုတော့ဘရင်ကခံတယ်။ကျန်တဲ့သူတွေကိုကြတော့တက်ဆိုင်ရမြို့ဝန်တွေကခံတယ်။ ော်တောင်စားတွေကတနှစ်တစ်ချိန်ဒါမှမဟုတ်နှစ်နှစ်တစ်ချိန်ဘရင်ထံကိုလက်ဆောင်ပလာဆက်တာကြလေးချင်းကအနေနဲ့ကဗဟုအစိုးရအောက်မှာအုပ်ချုပ်ဖို့တတ်မှတ်ထားတဲ့နေပေဒီအဝင်းမြို့နယ်ဒီနေ့၎င်းနေမြေအများကြီးအုပ်ချုပ်ရေးကိုသုံးသပ်ပါဆိုပြီးတော့မဆုရှိစင်မတန်ရှိမယ်မဆုတို့အနေနဲ့ကတော့စစ်ကဲစော်ဝါတက်ယုံသုံးရမြို့စားရွာစားဆိုပြီးတော့မဆုတို့လေးတွေရှိပါအတိတ်တမန်ကအခွန်အောက် အရေးချက်ကတော့ကုန်းမောင်ခင်မှာကောက်ခံတဲ့အခွန်မျိုးစားနဲ့အခွန်ကောက်ခံတဲ့နေစနစ်တွေအကြောင်းကိုလေ့လာသိရှိစေဖို့ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့အခြေခံဖြစ်တဲ့ဘန်နာတောင်းတင်းမှုရှိဖို့အတွက်အခွန်တော်ကောက်ခံရေးစနစ်ကိုတိတိကျကျပဲသတ်မှတ်ပြထားတာ။အဲ့တော့မင်းတို့မိလက်ထက်မှာစပြီးတော့ကောက်ခံခဲ့တဲ့အခွန်ကတော့တတ်တမီတာအခွန်တော်ကိုသတ်မှတ်ကောက်ခံတယ်။ 1861ခုနှစ်မှာတသမီတာအခွန်တော်တွေကိုကောက်ဖို့အတွက်အကောက်ဝန်နဲ့အခွန်ဝန်တွေကိုခံထားတယ်။ကောက်ခံတဲ့အခွန်အမျိုးအစား17မျိုးရှိပါတယ်။ဘာလဲဆိုတော့အကြီးကဲကိုပေးရတဲ့အခွန်၊မြေခွန်၊ရေခွန်၊တစ်တော်ခွန်၊တွင်းထွက်ခွန်၊ရောင်းဝယ်ခွန်ကင်းကွန်တသမဘာကကွန်ကရိုးကွန်ဈေးကွန်နဲ့ကရောလက်ဆောင်ကွန်ဆိုပြီးတော့အခွန်ဆက်တဲ့မျိုးကိုကောက်ခံကြရတယ်။ဒါအကြီးကဲခွန်ပေါ့နော်။အဲ့တော့အခွန်ကတော့အကြီးကဲခွန်တော့အမျိုးမျိုးရှိတယ်။မျိုးမျိုးရှိပြီးတော့နေစားပယ်စားတွေကိုပေးရတဲ့အခွန်။ဒါဟာအကြီးကဲခွန်ပါတယ်။နောက်မြေကွန် မြေခွားကြတော့လေယာကိုင်းဥယျာဉ်တွေကနေထွက်ရှိတဲ့ထွက်ကုန်သီးနှံများအပေါ်မူတည်ပြီးတော့ကောက်ခံတဲ့အခွန်အဲဒီမှာမြေကုန်နှစ်မျိုးရှိတယ်လုံသားတွေဆီကနေကောက်ယူတဲ့အခွန်နဲ့လေယာစိုက်ပျိုးဖို့အတွက်ဆယ်မြောင်းကနေရေသွင်းယူရတဲ့အတွက်ကောက်ယူတဲ့အခွန်ဆိုပြီးတော့မြေကုန်နှစ်မျိုးရှိပါတယ်။နောက်တစ်တော့ကောတစ်တော့ကောကကြတော့တစ်တော့ထွက်ပစ္စည်းတွေသုံးဆွဲတဲ့အခါမှာပေးရတဲ့အခွန်ဖြစ်ပါတယ်။တွင်ထွက်ခွန်တွင်ထွက်ခွန်ကကြတော့ဗဒံမြ ကြောက်စိရွှေငွေရေနံစတဲ့တွင်းထက်ပစ္စည်းတွေအပေါ်မှာကောက်ခံတဲ့အခွန်ဖြစ်ပါတယ်။နောက်တစ်ခုကရောင်းဝယ်ခွန်ရောင်းဝယ်ခွန်ကိုပွဲခွန်လို့လည်းခေါ်ပါတယ်။အမကုန်ပစ္စည်းရောင်းဝယ်တဲ့အခါမှာပဲဖြစ်ဖြစ်ကုန်ပစ္စည်းဖလှယ်တဲ့အခါမှာပဲဖြစ်ဖြစ်ပေးရတဲ့အခွန်ဟာရောင်းဝယ်ခွန်ပေါ့နော်။ရောင်းသူဝယ်သူနှစ်နှစ်ဦးစလုံးစီရနေပြီးတော့ကောက်ယူတဲ့အခွန်လည်းဖြစ်ပါတယ်။နောက်ခုကကြတော့ဂင်းခွန်။ဂင်းခွန်ဆိုတာတနေရနေတနေကိုသွားတဲ့အခါမှာ ခရီးလမ်းမှာရှိတဲ့ကင်းစခန်းတွေကနေကောက်ယူတဲ့ခွန်ဟာကင်းခွန်အဲ့ဒီမှာကင်းခွန်ကလည်းနှစ်မျိုးရှိတယ်ကြီးကင်းနဲ့ရေကင်းဆိုပြီးတော့ကင်းခွန်နှစ်မျိုးရှိပါတယ်နောက်တစ်ခုကကရိုးခွန်နေပြီးတော့ပတ်ဝန်းကျင်မှာကောက်ယူတဲ့ကရိုးခွန်နဲ့အဝေးမြို့နယ်မှာကောက်ယူတဲ့ကရိုးခွန်ဆိုပြီးတော့ကရိုးခွန်ကနှစ်မျိုးရှိပါတယ်နောက်တသမဘာကားခွန်ဝင်းဝေးပေါ်မှာကောက်ယူတဲ့အခွန်ဖြစ်ပါတယ်အခုခင်ဗျားတို့ပြောရရင်တော့အမြတ်တော်ခွန်နဲ့ခက်ဆင်းဆင်းတူပါတယ်တဲ့ဝင်းဝေးရဲ့၁၀ပုံ၁ပုံကိုအခွန်အဖြစ်ပေးရခြင်းဖြစ်ပါတယ် အသည်လူဒန်းစားပြည်သူတွေစီကနေကြောက်ရတဲ့အခွန်လေးဖြစ်တယ်။အသည်လူဒန်းစားတွေကဝင်ငွေကုန်ပေးရတဲ့အပြင်တဆက်နှမှုမင်းတိုင်းခွန်ကိုလည်းပေးရသေးတယ်။အဲဒီမှာမှာတဆက်နှမှုမင်းတိုင်းခွန်ဆိုပါလေဆိုတော့ဒါမင်းနေတုံးရတဲ့အသုံးဆောင်ပစ္စည်း12မျိုးပေါ့နော်။တမာစီ၊ရှော၊အုံတုံခေါ၊အုတ်ရှိ၊တင်လေ၊မူယိုမီသွေး၊စာရေး၊ရန်၊ထန်ဖူ၊မကြီးမဲ့ဂျီနန်အင်တွဲလဲကျွဲကောဆိုပြီးတော့ဒါမင်းနေတုံးတဲ့အသုံးဆောင်ပစ္စည်း12မျိုးကိုလည်းဒါပေးဆောင်ကြရပါတယ်။ နောက်တစ်ခုကကျတော့ဝင်ငွေကုန်ပေါ့နော်အဲ့တော့ပထမတုန်းကတော့တက်အိမ်တစ်ချက်လုံးကောက်တယ်နောက်ပိုင်းကျတော့မိမှုထမ်းတွေကိုလာစားပေးဖို့ဝင်ငွေလိုအပ်လာတဲ့အတွက်ကြောင့်တက်အိမ်ကို30ကျန်လုံးကောက်ခံခဲ့ပါတယ်နောက်ဘာသာရေးဆိုင်ရာခေါင်းဆောင်တွေကတော့အခွန်လွတ်ငင်းခွင့်ရခဲ့ကြတယ်ချင်းကချင်းကရင်နယ်တွေမှာတက်တမီတာအခွန်စာထောက်ကုန်ပစ္စည်းခွန်ကိုကောက်ခံခဲ့တယ်။တက်တမီတာအခွန်တော်ရဲ့အတိအပြုပြောပါပါ။အဲ့ဒါကတော့ဝင်ငွေရဲ့ဇေဘုံတပုံကိုအခွန်အဖြစ်ပေးဆောင်ရတာဖြစ်ပါတယ်။ နောက်တစ်ခုကဈေးကုန်ဈေးဆိုင်တွေကနေကောက်ယူတဲ့အခွန်ဖြစ်ပါတယ်ဒါဈေးကုန်ပါတဲ့နောက်တစ်ခုကကတော်လက်ဆောင်ကုန်ကတော်လက်ဆောင်ကုန်အကြတော့နှစ်သိကူးတဲ့အချိန်ဝါဝင်ဝါထွက်ချိန်တွေမှာဘရင်ထံလက်ဆောင်ပစ္စည်းတွေနဲ့ကတော်လက်ဆောင်စက်တရခြင်းဖြစ်ပါတယ်အဲ့တော့ခွန်တော်ကောက်ခံတဲ့အခါမှာပြည်သူတွေတက်တာချောင်းချင်းမှုရှိစေဖို့အတွက်အညီအမျှကောက်ခံဖို့ဘရင်ကအမိန့်တော်တွေထုတ်ပြန်ပြီးတော့လည်းတတိပေးလေးရှိပါတယ်အဲ့တော့ခွန်တော်ကောက်ခံတော့ကိုတိတိကျကျ ပြတ်ထန်းထားပေမဲ့လေဒေတာအလိုက်အခွန်တော်ကောက်ခံတဲ့အခါမှာတော့ကွဲပြားမှုတွေဒီအနေငယ်ရှိတတ်ပါတယ်။အနည်းငယ်မှာလေ့ကျင့်ခန်းအနေနဲ့ကတော့ကုန်းမခင်မှာကောက်ခံတဲ့အခွန်စစ်တမျိုးကိုသုံးသပ်ပါဆိုပြီးတော့မဆုရှိရှိမယ်။မဆုတို့အနေနဲ့ကတော့မြေကွန်နဲ့တတော်ကွန်၊ရောင်းဝယ်ကွန်၊ဒသမဘာကကွန်၊ဝင်ငွေကွန်ဆိုပြီးတော့မဆုတို့လေးလေးရှိပါမယ်။နောက်တိတိမ6ကာခွေကြီး ဒီကာဝေးရေးရည်ရွယ်ချက်ကတော့ကုန်းမောင်ခေကာဝေးရေးလုပ်ငန်းများနဲ့ဖွဲ့စည်းပုံအကြောင်းကိုလေ့လာသိရှိစေဖို့ဖြစ်ပါတယ်။နိုင်ငံတော်နဲ့နေပြည်တော်ကိုကာဝေးရေးအတွက်အမြဲတမ်းတက်အဖြစ်ကိုရန်တော်တက်မျိုးဆောင်တက်ကင်းတက်ဆိုပြီးတော့ဖွဲ့စည်းထားတယ်။ဘရင်မိဖုရားမင်းကြီးမင်းသားမင်းသမီးတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်နန်းတော်မှာကိုရန်တော်တက်ရှိပါတယ်။မျိုးတော်ကိုကာဝယ်ဖို့အတွက်မျိုးဆောင်တက်ထားမယ်။နေဆက်ဒေတာတွေမှာကျတော့ကင်းတက်စခန်းနေထားမယ်။ နိုင်ငံတွင်းမှာစီးရီးရအရေးပါတဲ့ဒေတာမှာစစ်ကဲတွေကုတ်ကဲတွေတက်တည်လဲရှိပါသေးတယ်စစ်ရေးကြုံလဲဆိုရင်ချက်ချင်းစစ်မှုထမ်းနိုင်မှုအတွက်ဘယ်လိုတက်တည်ထားသေးလဲဆိုရင်မြင်းတက်အမြောက်တက်နဲ့လှီတက်တွေကိုထပ်ပြီးအဖွဲ့စည်းထားပါသေးတယ်အငင်းညက်တဲ့ကာလတွေမှာဆိုရင်တော့အဲ့ဒီ စစကတော့ပြောထားတဲ့မြင်းတက်တို့အမြောက်တက်တို့လေတက်တို့အဲ့ဒီကပါတဲ့တပ်ဖွဲ့ဝင်တွေကိုနေပြီးတော့အနီးမှာရှိတဲ့လုံမြေနေမြေစားမြေများပေးပြီးတော့နေရာချထားပေးတယ်။ကုန်းမောင်ခင်မှာစည်ရီတောင်းဝင်နဲ့အုတ်ချုပ်ရီတောင်းဝင်ဆိုပြီးတော့တီချခွဲထားတာချင်းမရှိပါဘူး။တော့အုတ်ချုပ်ရီမှာအရာရှိဖြစ်နေပြီမယ်လေစည်ရီကြုံမယ်ဆိုရင်လက်နက်ဆွဲကင်ပြီးတော့တိုက်ပွဲဝင်ရမယ်။ အဲ့တော့ကုန်းမောင်ခေဦးပိုင်းဆင်နေတဲ့စစ်ပွဲမှာဆိုရင်ဘယင်နဲ့အင်ရှင်မင်းတွေကဦးစီးခေါင်းဆောင်ပြီးပြီးတော့တိုက်ခိုက်တယ်။စစ်ရေးပေါ်တဲ့အခါမှာတော့နိုင်ငံတော်တဝန်းလုံးမှာရှိတဲ့စစ်သည်တွေကိုစုဆောင်ပေးရတယ်။အဲ့တော့နေပြီးတော့မှစစ်သည်တွေစုယုံတဲ့တာဝန်ကိုဘသူတွေကတာဝန်ယူရလဲဆိုတော့မြို့ဝန်နဲ့အသေးဝန်တွေကတာဝန်ယူရတယ်။အဝေးမြို့နယ်တွေမှာကျတော့စော်ဘွားမြို့သားမြို့ဝန်မြို့သကြီးရွာသကြီးတွေကမြို့ရွာအင်အားအလိုက်စစ်သည်တွေကိုစုယုံပေးရတယ်။ ဲ့ဒီမှာအသေးလူတန်းစားပြီးတက်ကတော့ရေးတဲ့သူတွေရွှေခွန်တစ်စည်းခွန်ဆက်သားတဲ့ကြီးရွာတွေမှာနေတဲ့သူတွေနောက်မင်းကြီးမင်းသားတွေနဲ့မူမတ်တွေကိုပေးသနာထားတဲ့ကြီးကျုံတွေရဲ့ငွေဝဲကျုံတွေကတော့စစ်မှုထမ်းခြင်းရနေပြီးတော့ကင်းလွတ်ခွင့်ရကြပါတယ်တဲ့တော့စစ်တပ်ဖွဲ့စည်းတဲ့အခါမှာဘလို့တက်တွေနဲ့ဖွဲ့စည်းထားလဲဆိုရင်ခြေလင်းတက်ညင်းတက်စင်တက်တွေပါတဲ့ကြီးတက်ရဲ့နောက်တခါရီတက်ရဲ့ဆိုပြီးတော့ဖွဲ့စည်းထားတယ်ရကုံးမောင်ခေဦးမှာရေတက်ကိုရဲလှေဝင်နဲ့ဖောင်းဝင်ကကြီးကြကြတယ် နောက်ကုန်းမခွေနောက်ပိုင်းရောက်သွားတဲ့အခါကျတော့လှေသိန်းဝင်အကြီးကျက်တယ်။ဆစ်စင်တဲ့အခါမှာစစ်တီတွေကန်ဆွဲခဲ့တဲ့လက်နက်တွေကဘယ်လိုလက်နက်တွေလဲဆိုတော့အမြောက်စိန်ပြောင်းတူမီတနက်ဓာလန်းစူးစောင်းနဲ့တန်ချုံတွေကိုကန်ပြီးတော့တိုက်ပွဲဝင်ကြပါတယ်။အမေနုံမီလက်ထက်မှာကြတော့လက်နက်စွမ်းရည်တိုးတက်လာဖို့အတွက်ခင်မီလက်နက်တွေကိုနိုင်ငံခြားကနေပြီးတော့မှာယူတင်သိမ်းပြီးတော့နိုင်ငံခြားကိုလည်းပညာသင်တွေစီလုပ်ပြီးတော့စီရေးစီရာတင်ကြားစီခဲ့ပါတယ်။ ြင်သစ်အီတလီနီးပြားဆရာတွေကိုငားတယ်စစ်သည်တွေကိုစစ်ရေးလေ့ကျင့်ခိုင်းတယ်နေပြီးတော့မှကျတော့အမြောက်တနက်ဆက်ရုံတည်ထောင်ပြီးတော့လက်နက်ခဲယမ်းတွေထုတ်လုပ်စီခဲ့တယ်တီဘောမင်းလက်ထက်1881ခုနှစ်မှာအနောက်တိုင်းနိုင်ငံလိုပဲအမြဲတမ်းစစ်တပ်ကြီးတက်တက်ဖွဲ့စည်းထားနိုင်ခဲ့တယ်ကုန်းမောင်ခင်နောက်မှကျတော့ကြီးချောင်းရေချောင်းကာကွယ်ရေးစစ်သည်အင်အားသည်စုစုပေါင်းဘယ်လောက်ဖြစ်သွားလဲဆိုရင်2400ကျော်ကန်ရှိတယ်ကုန်းမောင်ခင်လက်နက်တွေအရဆိုရင်အင်းကြီးနိုင်ငံအနေနဲ့ရှင်ပြိုင်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ စစ်တီတရားဆိုရင်စစ်ချီတက်ခြင်းနဲ့ပျောက်ကြားစနစ်ကိုကျွမ်းကျင်ကြပါဒီသင်ခန်းစာမှာလေ့ကျင့်ခန်းအနေနဲ့ကုန်းမောင်ခေစာဝယ်ရေးကိုအကဲဖြတ်ပါဆိုပြီးတော့မဆူစီရှိမယ်မဆူတို့အနေနဲ့ကတော့ကုန်းမောင်ခေစစ်တီစုဆောင်ရေးကုန်းမောင်ခေစစ်တပ်ဖွဲ့စည်းပုံမင်းတို့မင်းလက်ထက်စစ်ရေးစွမ်းရည်ဒုတက်စီရင်ဆောင်ရွက်ချက်ဆိုပြီးတော့မဆူတို့လေးတွေရှိမယ်အဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandey Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်